င်္ဂလာပါရှင်။ကရနီမာ3လအတွင်းစပေးရှားတောင်းတောင်းကျော်ကို IEC ကရေခတ်ထောက်ပံ့ခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ကရနေပြည်နယ်မှာတောင်းလာအတွင်းစပေးရှောင်းတထောင်တုံးထောင်ကျော်ကိုရဲခါထောက်ပံ့ခဲ့တယ်လို့ကရနေကြားကလာအစိုးရ IAC လူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနရဲ့တောင်းလာပတ်အစဉ်ခန်းစာမှာဖော်ပြထားပါတယ် အဆိုပါစစ်ဘေးရှောင်တွေကခရနီပြင်မာရှိတဲ့လွိုက်ကောလွိုင်နန်ဖာနမ်မေခုံကေးလျာဖဲခုံတီပေါခုဖာဆောင်ပုပ်ပေါ်ခုနဲ့အခြားသောနေရာတွေမှာရှိတဲ့စစ်ရှောင်တွေဖြစ်တယ်လို့ဆိုထားပါတယ်အိုင်စီရဲ့လူသားချင်းစာနာထောက်ထားရေးဌာနအနေနဲ့စစ်ရှောင်အင်ချေ3080အင်လူဦးရေ13000ခုနှစ်ဦးကိုရိတ်ခါထောက်ပံ့ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါအပြင်စစ်တပ်ရဲ့စစ်ကြောင်ထုံးမှုကြောင့်အရေးပေါ်ပြောင်းရွှေ့နေထိုင်ကြတဲ့ဖဲခုံရဲ့အရှိဖဲကန်တဲ့နမ်းမဲခုံကအင်ချေ653တိန်းလူဦးရေ2000ကျော်ကိုလည်းရိတ်ခါအပြင်နေရာထိုင်ခင်အခက်ကြုံနေတဲ့အိမ်နောက်စု900စုအတွဲယာယီတဲကိုမြုပ်နယ်၄မြုပ်နယ်အတွင်းမှာရှိတဲ့မြုပ်နယ်အုပ်ချုပ်ရေးကောင်စီတွေကစီမံပေးခတ်တယ်လို့ဆိုထားပါတယ်2025ခုနှစ်တတိယသုံးလအတွင်းအခွန်ငွေစက်တင်ပေါင်း2900ကျော်နဲ့ ဘတ်တန်150ကျော်ရရှိခဲ့တယ်လို့ IEC ကအောက်တိုဘာလ30ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုရရှိထားတဲ့အခွန်တွေကိုဌာနအတီးတီးမှအသုံးပြုလဲရှိပြီးလူသားချင်းစာနာထောက်ထားရင်းနဲ့ပြန်လည်ထူထောင်ရင်းမှာနေတတမ6ရက်ခန့်တော့အသုံးပြုထားတယ်လို့ဖော်ပြထားပါတယ်ရှင်။